ကမ္ဘာ့ဗလားခြေစစ်ပွဲအောင်တဲ့ဒုတိယအသေးငယ်ဆုံးနိုင်ငံခိဗာဒီဖြစ်လာဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အာဖရိကကျွန်းနိုင်ငံဖြစ်တဲ့ခိဗာဒီဟာကမ္ဘာ့ဗလားခြေစစ်ပွဲအောင်တဲ့ဒုတိယအရွယ်အစားအသေးဆုံးနိုင်ငံဖြစ်လာခဲ့ပါပြီ။ခိဗာဒီဟာအင်ကွဲမှာ Eswatini ကို၃ဂိုးဂိုးမရှိတဲ့အနိုင်ရခဲ့တာကြောင့်အာဖရိကကိုစားပြုအသင်းတင်းအနေနဲ့ခြေစစ်ပွဲအောင်သွားခဲ့တာဖြစ်ပါတယ်။ခိဗာဒီဟာခြေစစ်ပွဲစဉ်တွေမှာ ခုနှစ်ပွဲနိုင်နှစ်ပွဲတည်းတပွဲရှုံးပြီးအာဖရိကအသင်းတွေထဲမှာကမ္ဘာဖလားခြေစစ်ပွဲအကြိမ်အများဆုံးအောင်မြင်ခဲ့တဲ့ကင်မရွန်းကိုလေးမှတ်ဖြတ်ပြီးခြေစစ်ပွဲအောင်ခဲ့တာပါကီဗာဒီဟာလူဦးရေ9,400ကျော်ပဲရှိတဲ့နိုင်ငံငယ်ဖြစ်ပြီး2018ခုနှစ်တုန်းကကမ္ဘာဖလားခြေစစ်ပွဲအောင်မြင်တဲ့လူဦးရေ3,350,000ကျော်ရှိတဲ့ Cyprus ပြီးရင်ကမ္ဘာဖလားခြေစစ်ပွဲအောင်တဲ့ဒုတိယမြောက်အရွယ်အစားအငယ်ဆုံးနိုင်ငံဖြစ်မှတ်တမ်းဝင်ခဲ့တာပါ ကီဗာဒီဟာ1985ခုနှစ်ကမှပေါ်တူဂီစီကနေလွတ်လပ်ရေးရခဲ့တာဖြစ်ပြီးကမ္ဘာဘောလုံးအဖွဲ့ချုပ်ရဲ့အဖွဲ့ဝင်နိုင်ငံအဖြစ်ကို1982ခုနှစ်ကမှရောက်ရှိခဲ့တာပါကီဗာဒီဟာ2026ကမ္ဘာဖလားပြိုင်ပွဲအတွက်ခြေစစ်ပွဲအောင်မြင်ခဲ့တဲ့အသင်းတွေထဲမှာဥဇဘက်ကစ္စတန်နဲ့ဂျော်ဒန်တို့ပြီးရင်ကမ္ဘာဖလားခြေစစ်ပွဲကိုပထမဆုံးအောင်မြင်တဲ့တတိယမြောက်မျက်နှာသစ်အသင်းလည်းဖြစ်ခဲ့ပါတယ်